မင်္ဂလာပါဒီနေ့မှကိုရဲပတန်လေးမနေ့ကတော့အပိုင်းဟလာအပိုင်းတစ်အနေနဲ့ပြီးသွားပြီအခြေခံပတန်လေးပြီးသွားပြီဒီနေ့ပြပေးမှာဒီဂျိုင်းလေးတွေဘယ်လိုညှိကြမလဲเนาะဂျိုင်းလေးတွေဘယ်လိုညှိကြမလဲနောက်ပြီးတော့တောက်လေးတွေရွှေတာပြောင်းတာလေးတွေဘယ်လိုလုပ်ကြမလဲပေါ့เนาะအဲ့အပိုင်းလေးကိုဒီနေ့ပြမယ်เนาะရွှေတာပြောင်းတာလေးတွေပြအောင်ဆိုလို့ရှိရင်မတို့အခုဒီဂျိုင်းညှိတာလေးကိုအရင်ပြမယ်เนาะပြမယ်ဆိုလို့ရှိရင်အမဂျိုင်းကဂျိုင်းပတ်လေရှိရမှာကဘယ်လောက်ရှိရမှာလဲဆိုလို့ရှိရင်အမဂျိုင်းပတ်လေကဂျိုင်းရမလောက်လဲ39 39ကို သုံးပေါင်းပေးရမှာသုံးပေါင်းပေးရမှာဆိုတော့စီတာက30နဲ့9 plus 3ဆိုတော့เนาะ40 40ရှိရမှာเนาะ40ရှိရမှာအဲ့ဒါကိုမအားလို့ရှိရှိလားဆိုတာလောက်လို့လဲဘယ်လောက်ပုံလဲဆိုတာမအားတိုင်းကြည့်ရမယ်เนาะတိုင်းကြည့်တဲ့အခါမှာအခုဒီလိုမျိုးပေကျိုးလေးတုံးမယ်ရှိတဲ့ပေကျိုးနဲ့တုံးလို့ရတယ်เนาะအမဒါလေးကတိတိကိုကိုလေးနဲ့တိုင်းလို့ကောင်းတယ်ဒါလေးတုံးမယ်အဲ့တော့ဒါလေးကိုရအောင် နော်ဒီလိုမျိုးလေးတိုင်းမယ်ဒီပကုံးထိတ်ကလေးကိုဒီကနံပါတ်1ထိတ်ကလေးနဲ့ချလိုက်မယ်ချပြီးတော့ဒီအောက်ကဆွဲထားတဲ့ line လေးပေါ်မှာနော်ဆွဲထားတဲ့ line လေးပေါ်မှာလိုက်တယ်မှာတော့ဒီလိုမျိုးလေးတိုင်းသွားမယ်ဒီမျိုးလေးကိုထားပြီးတော့နံပါတ်လေးကိုတိုင်းသွားမယ်တိုင်းသွားတဲ့အခါမှာအမကဒီဘက်ကဘယ်လောက်ရလဲဆိုရင်ဒီဘက်ကနော်30 30ဆိုတော့အမတို့တဝက်ချိုးပြည်တယ်မယ်ဆိုတော့30ဆိုလို့ရှိရင်တကယ်ရှိတာဘယ်လောက်လဲ20ပေါ့ဟင်းညာကြီးလေးမှတ်လိုက်မယ်ဒီဘက်မှာရှိတာက20เนาะဒါက ဒီဘက်မှာရှိတာ20ရပြီဒီအခါကျလို့ရှိရင်ရှေ့ကျန်းမှာဘယ်လောက်ရှိလဲတိုင်းတယ်ရှေ့ကျန်းမှာဘယ်လောက်ရှိလဲဆိုတော့အခုမှတိုင်းနေပြီတိုင်းလိုက်တဲ့အခါမှာရှေ့ကျန်းမှာရှေ့ကျန်းမှာ9 9ဆိုတော့9နဲ့48 48ဆိုတော့နော်ရှေ့ကျန်းမှာက68စီယံနော်ပေါင်းလိုက်တော့38စီယံရတယ်တကယ်လိုအပ်တာက40စီယံနော် ့၄၀စီရင်ရမယ်ဆိုတော့တကယ်တမ်းဘယ်လောက်လိုတာလဲဆိုတော့အမားတို့2လိုတယ်နော်2လိုတယ်အဲ့တော့2ကိုအမားတို့ဖြည့်ပေးမယ်ဖြည့်ပေးတဲ့ခါတိုင်းဘယ်လိုဖြည့်မလဲဆိုရင်အခုမားတို့ဒီ line ပေါ်မှာနော်ဒီ line ပေါ်ကနေပြီးတော့အမားတို့ချက်မှာပေါ့ဒိုင်းပေါက်ကတကယ်တော့အခုတို့ရှိရမှာ40ရှိရမှာတကယ်တမ်း38ပဲရှိရဆိုတော့အဲ2စီရင်လိုနေတယ်ဒိုနေတဲ့2စီရင်ကိုချက်ဖို့ဆိုလို့ရှိရင်အမားတို့ဒီဟာလေးနှစ်ခုကိုတိုင်းထားတဲ့ဟာလေးတွေကနေပြီးတော့ပေါ့နော်ဒီ center line တွေ join line တွေကနေပြီးတော့အောက်ကိုမှတို့1စီရင်ချလိုက်မယ်နော်2လို့လို့1စီရင်ချတာနော် ဝမ်းစီရန်ချလိုက်မယ်ဝမ်းစီရန်ချမယ်ဆိုတော့မမတို့ဒီမှာတိုင်းထားတဲ့ဒီဂျင်လိုင်းနဲ့ဂျိုင်းလိုင်းလေးရတယ်ဝမ်းစီရန်ရှိတယ်ဆိုတော့ဒီချထားတယ်ပေါ့နော်ဒီအခုဂျင်လိုင်းလေးရနေဒီမှာတို့ပြန်ဖောက်အောင်ပေါ့အဲ့တော့ခက်ဆိုးဆိုးကစီမံလုပ်ခဲ့တဲ့လိုမျိုးပဲဒီလိုမျိုးအဆောင်မြင်းလေးတွေပထမအဆုံးဆွဲမယ်နော်အဆောင်မြင်းလေးဆွဲမယ်ပြီးတဲ့ခါကျရင်ရှေ့ချမ်းမှာ1.5ခွာမယ်ပြီးရင်နောက်ချမ်းနောက်ချမ်းမှာလည်းမအားတို့ဒီလိုအဆောင်မြင်းလေးဆွဲမယ် နော်နည်းနည်းလေးစောင့်တက်ပေးလိုက်မယ်နော်နည်းနည်းလေးစောင့်တက်ပြီးတော့ဒီလိုမျိုးလေးဆွဲလိုက်မယ်ပြီးရခါကျရင်သူ့မှာကြတော့ဝမ်းခွာမယ်ခွာပြီးရခါကျရင်အမတို့အဲ့ဒါလေးကိုဈေးဝင်းလေးနဲ့ကန်းကျက်ဆောင်မယ်ဟောင်းရင်ဘယ်လိုလဲဆွဲလိုက်မှကြည့်နော်ဒီအပေါ်ကမှအထိနေစရာမလိုအောက်ပိုင်းလေးပဲမတို့ချဲ့လိုက်တယ်နော်အပိုင်းလေးပဲချလိုက်တယ်ဆိုတော့ဒီနောက်ကျောလိုင်းလေးနဲ့နောက်ကျောလိုင်းလေးနဲ့လိုက်တင်ပြီးအောက်ကိုချလိုက်ပြီး လေးနဲ့ lighting လေးဒီလိုမျိုးလေးလာလာပြီးတော့ခုနက1 cm ဆက်ထားတဲ့အမှတ်ကလေးနဲ့လာတိုက်လိုက်ပြီနော်ဒီအခါကျရင်ဒါလေးအကွေးလေးလာတော့စိတ်လေးလာတော့ဒီလိုမျိုးလေးဆက်ပေးလိုက်မယ်ဒါအမကစပယ်မျိုးလုံးကြီးနေတယ်နော်မျိုးလုံးကြီးနေတော့ night ချိန်နေတယ်ဒါဒီလိုလေးပေါ့နော်အဲ့ဝမ်းလေးကိုကျင်တယ်ဒီအခါဒီဘက်ခြေချမ်းမှလည်းဒီလိုပဲခြေချမ်းမှလည်းဒီလိုပဲပြင်ပေးလိုက်မယ်ဒီ line လေးနဲ့ ဒီအောက်ကအမှတ်ကလေးနဲ့ရပြီဆိုလို့ရှိရင်ဒီဒီ white လေးနဲ့ဆိုရင်မတို့ဒီပုံစံလေးရပြီပေါ့နော်ရလာတဲ့ဟာလေးကိုမတို့ပြန်တိုင်းပြင်းတယ်ဒီတောင်းလေးရှိကလေးမလောက်ဆိုလို့မျိုးလေးဖြည့်ပြင်းတယ်နော်နော်ဒီပုံစံမျိုးလေးဖြည့်ပြင်းတယ်အမဝိုင်းလေးဖြည့်ပါလိမ့်ဆိုလို့ရှိရင်အဲ့ဒါကိုပြန်တိုင်းပြင်းတယ် ိုင်းတည်းရဲ့ခါမှာ800 10 10ခွဲ10ခွဲဆိုတော့ရှင်းမှာ21ဖြစ်သွားတာပေါ့ဒီဘက်မှာဒီချမ်းက10ခွဲဆိုတော့အာ21နော်21ရပြီနောက် x ဘလောက်ပါကောင်းပွဲဖြစ်သွားပြီ3 4 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164 165 166 167 168 169 170 171 172 173 174 175 176 177 178 179 120 131 132 133 134 ဒါဆိုလို့ရှိရင်လည်းသူက16ပေါ့နော်16ဖြစ်သွားပြီ16ဆိုတော့နော်ပေါင်းလိုက်မယ်ဆိုလို့ရှိရင်10 10 40 50ကျော်တရပါပြီနော်ဒါဆိုလို့ရှိရင်အပြည့်မှန်ရပြီရှေ့ကကအဲမတော်ဒီအပြည့်မှန်လေးရပါပြီနော်ဒီနေ့40ရပါပြီနော်အဲဆိုလို့ရှိရင်အဲလိုချင်တဲ့40လေးရသွားပြီ။မအားတော့ဒီလိုပုံစံလေးနဲ့မအားတော့ပြည့်ကြမယ်နော်။အကြိမ်မြင့်များအခုမကအခုတိုင်းကြည့်လိုက်တော့ဒါလေးက ဟာလိုအပ်လို့လိုအပ်လို့မှအခုကချဲ့ပလိုက်တာအကယ်၍ပိုနေမယ်ဆိုလို့ရှိလို့ရှိရင်ပိုနေမယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်မလဲပေါ့ပိုနေမယ်ဆိုလို့ရှိရင်ကြာတော့အခုငွေရင်းလိုက်နေလေငွေရင်းမတော့တရားနေပြီးတော့ဒီအပေါ်ဂျိုင်းလိုက်လေးနဲ့ဂျိုင်းဖောက်ထားတယ်မှာအတိုင်းကြည့်လိုက်တယ်တိုင်းကြည့်လိုက်လို့မှာရှိရမှာက58ရှိရမှာပေါ့သူကတကယ်တမ်းရှိနေတာကတိုင်းလိုက်တော့40ရှိနေတယ်ခုနကလိုပဲတူးဖို့လဲဆိုလို့ရှိရင်မအားရအဲ့ဒါကို short ပြပါဖြစ်တဲ့အတွက်ကြောင့်ဒီ9လေးကနေအပေါ်ကို2ခုနေဆိုလို့ရှိရင် 1cm တက်မယ်နော် အကယ်၍သူက2ပို့တာမဟုတ်ဘူး3ပို့နေတယ်ဆိုလို့ရှိရင်မအားလို့အပေါ်ကို1.5တက်မယ်နော်ပို့နေတာရဲ့တက်ဝက်ပေါ့နော်ဘာလို့ပို့နေတာရဲ့တက်ဝက်လဲဆိုတော့နှစ်ဖက်ဖြစ်နေလို့ညှပြီးတက်ပေးလိုက်တာနော်ဟောတက်ဝက်စီတက်ပေးလိုက်တဲ့သဘောပေါ့ဒါဆိုလို့ရှိရင်ပို့လို့ရင်းနဲ့အဖြေလေးပြန်တိုင်းခြင်းရမယ်နော်လိုနေတယ်ဆိုလို့ရှိရင်မအားလို့ချက်မယ်ဆိုလို့ရှိရင်ဒီ line လေးကနေမွင်းလိုက်ရနေပြီးတော့အောက်ကိုချမယ်အပေါ်နေလို့ short နေတယ်ဆိုလို့ရှိရင်မအားလို့အပေါ်ကိုတက်မယ်နော်။ဝင်းလိုင်းလေးကနေပြီးတော့အပေါ်ကိုတက်မယ်နော်။အဲ့ဒါလေးသဘောပေါက်ရမယ်နော်။အဲ့ဒါဆိုလို့ရှိရင်အမအားတို့ဂျိုင်းအခု ဖြစ်ပြီးသွားပြီပေါ့ဂျိုင်းဖြစ်ပြီးသွားပြီဆိုလို့ရှိလို့ချင်းမှဒါကိုဖျက်ချပြီးတော့ပခုံးဖြစ်ပြန်မယ်နော်ဖုန်းတောက်လေးကိုအရင်ပိတ်လိုက်မယ်။ ုန်းတော့လေးကိုအရင်ပိတ်နိုင်တယ်ပိတ်ပြီးလည်းခါတက်လို့ရှိရင်မအားလို့ဒါလေးကိုညှချလိုက်ဒီလေဘာကြီးပေါ်လာအောင်မဖောက်ဖောက်ချနိုင်မယ်နော်ဘယ်ဘာကြီးဒီမှာကြီးလာလားနော်ဈေးနေထားလေးရတာပြီ ရလဲဗိုက်ဆောင်စာလေးနော်ဗိုက်ဆောင်ဒီဗိုက်စာလေးထုတ်ထားတဲ့ line ရနေပြီးတော့ညှက်မယ်ညှက်တဲ့ခါကျတော့ပထမမှာဒီလိုညှက်မယ်ညှက်ပြီးတော့ပိတ်ပေါ်တင်ညှက်တဲ့ခါကျတော့ပိတ်သားကိုထည့်ထားပြီးတော့ဒီအဆောင်ပိုင်းလေးကိုအတဲလာမှမှာသွားတင်ပြီးတော့ညှက်မှာနော်အဲ့မှာပိတ်ပေါ်မှာပြင်ပြီးတော့ပြပေးမယ်နောက်ပိုင်းကျတော့နိမ့်အမအောင်ဆုံးမတို့ဒီဒါပေအဖက်ပေါ့နော်ဒီမှာဖွင့်နေတဲ့ဥစ္စာကိုခဏပြန်ဖြီးချလိုက်မယ်ဒီမှာပြန်ကတ်မယ်နော်ဟိုကငါပခုံးညှက်တယ်လို့ ချလိုက်မယ်။ပြီးချပြီးတဲ့အခါကျလို့ရှိရင်ဒါကရှင်ချင်ပြီးသွားပြီ။ပြီးရဲ့အခါကျရင်ဒါကနောက်ချင်။နောက်ချင်မှလည်းလိုချင်တဲ့ဂျိုင်းပေါက်လေးရပါပြီ။ရဲ့ကောက်ချောင်းလေးတွေတိုင်းမှညက်ပြန်မယ်။ဒီကညက်ရင်လူကျင်တဲ့အမတို့ကောက်ချောင်းလေးတွေတိုင်းညက်မယ်။ မသူရဲ့နောက်ကျောတောက်ကြောင်းလေးနော်ဆက်ကြည့်လိုက်ဆက်ကြည့်လိုက်လို့ရှိရင်တွေ့မယ်နော်ဒီမှာပုံမှာတင်ထားတယ်နော်ပုံမှာတင်ထားတယ်ခါမှာတင်ထားတယ်ဒီခါကျတော့တင်လေးရထုတ်ထားတယ်ပေါ့နော်အဲ့ပုံစံလေးရညတော့မှအမတို့အဖုံးကြည့်ကြည့်မယ်နော်အဖုံးကြည့်မယ်ဆိုလို့ရှိရင်ဒီဘောတင်လိုက်ဒီဘောတင်လိုက်ပြီးတော့ဒီလိုမျိုးလေးတိုင်းကြည့်လိုက်နော်တိုင်းကြည့်လိုက်တဲ့အခါမာဖိတ်ကလေးနဲ့ဒီလိုလေးညီသွားပြီ ်မိသားစုဆိုဒီမှာကြည့်ကြည့်ဒါအမကနောက်တစ်ခုပြပြရရှိလို့ဒါလေးကိုပြောလို့ထားတော့အမဒီအမြန်လေးကိုနှက်ထုတ်လိုက်တယ်ဘုန်းကြီးကလားနောက်ဆီရှောက်မှာဆိုရင်ဒါလေးဂျိုင်းပေါက်ကလေးကိုလည်းမြင်ထားနော်ဂျိုင်းပေါက်ကလေးကိုမြင်ထားမြင်ထားပြီးလို့ရှိလို့ဆိုရင်ပခုံးလေးနှစ်ခုဒီလိုမျိုးလေးလာပြီးတော့ဆက်ကြည့်လိုက်နော်ဒီလိုမျိုးလေးပြလိုက်တဲ့အခါမှာရလာတဲ့ပြီးအဖြေလေးကိုကြည့်ရလာတဲ့အဖြေလေးကဘယ်လိုပုံစံလေးလဲဆိုရင်ဒီလိုမျိုးလေးပခုံးလေးကလေအဲ့လိုမျိုးလေးဝိုင်းနေရမယ်နော် အကောင်လေးနှစ်ခုဒီလိုမျိုးထိလိုက်တဲ့အခါမှာဝိုင်းနေရမယ်ဝိုင်းနေမှာပုံတွဲပြလိုက်ဟိုတယောက်နဲ့တယောက်နဲ့ဟိုပုံဖက်ကတော့မတူဘူးပေါ့နော်တိုင်းနဲ့အဖြေနောက်ပြီးတော့ခန္ဓာကိုယ်အချိုးစားလိုက်ပုံမှာမူတည်ပြီးတော့ဒီနေရာမှာတချို့တွေမှာလည်းဒီလိုတောင်းချွတ်ချွင်းကြီးတွေမျိုးကြီးတွေပေါ့နော်ဒီလိုချွတ်ချွင်းကြီးတွေထွက်တတ်တယ်ဒီလိုချွတ်ချွင်းကြီးတွေသွားတိုက်တာတော့နော်ဒီလိုဆောင်းဆောင်းကြီးတွေသွားတိုက်တာတော့ဖြစ်တတ်တယ်အဲ့လိုဖြစ်ခဲ့လို့ရှိရင်လည်းမတို့ကဒီလိုမျိုးပုံစံအဖြေလေးဒီလိုမျိုးလေးနော်ပခုံးလေးကိုတိုက်ပြီးတော့မတို့နည်းနည်းလေးပြန်ဖြေပေးမယ်နော် ပြန်ပြေပြီးတော့လှအောင်ပုံစံလေးဆွဲပေးမှာပေါ့နော်။ဒါဆိုလို့ရှိရင်ဒါဂျိုင်းလောက်ကလေးပခုံးပခုံးဆက်တာလေးကလှသွားပြီနော်။လှသွားပြီဆိုလို့ရှိရင်အမအခုဒီမှာပြင်စရာမလိုတော့ဘူးဆိုတော့အမဒီတိုင်းလေးထားမယ်။နောက်တစ်ခုကဘာလုပ်မှလဲဆိုလို့ရှိရင်ဒီနှစ်ခုကိုဒီဂျိုင်းလေးတွေကိုတင့်ကြည့်လိုက်နော်။ဂျိုင်းလေးတင့်ကြည့်လိုက်လို့ရှိရင်လည်းဒီမှာဒီဂျိုင်းဆက်ပုံလေးကနော်။ဒီမှာဝိုင်းဝိုင်းလေးဖြစ်နေတယ်နော်။ဝိုင်းဝိုင်းလေးဖြစ်နေတယ်ဒါမှမျက်ချပြလိုက်တော့မှဒီကဒီရတာရှုပ်နေမှာဆို။ ာလေးကိုမတော်ဒီမှာလာဆက်ကြည့်လိုက်ဆက်ကြည့်လိုက်လို့ရှိရင်လည်းသူချိုင်ပေါက်ကလေးကဒီလိုပုံစံမျိုးလေးအောက်ခြေလေးကဘဲဥပုံလေးလိုပဲဝိုင်းဝိုင်းလေးဖြစ်နေရမယ်ဒါဆိုမှချိုင်ပေါက်ကလေးကလှတယ်ပေါ့နော်ဟုတ်ပြီအဲ့ဆိုလို့ရှိရင်နှစ်ခုစလုံးကလိုချင်တဲ့ချိုင်အဖြစ်လေးရသွားပြီအဖုံလေးလည်းညီတယ်လှတယ်ပေါ့နော်ချိုင်ပေါက်ကလေးလည်းလှတယ်ဒါဆိုလို့ရှိရင်ညပြီညပြီဆိုလို့ရှိရင်နောက်တစ်ခုဆိုလို့ရှိရင်နောက်တစ်ခုပါသွားမှလည်းဆိုတော့အမကဒီပခုံးတောက်ကဟာကိုမတို့ဒီဆိုင်တောက်ကိုဖြည့်ပလိုက်မယ်နော်အဲ့ဒါလေးကြာမယ်တောက်လေးပခုံးတောက်ကိုဆိုင်စီကိုပို့ပလိုက်တဲ့ဟာလေးကိုကြာပြီမယ်နော် တော့အမတို့ဒီပခုံးတောက်ကနေပြီးတော့ဂျိုင်းဘက်ကိုရွှေ့ဖို့ဆိုလို့ရှိလို့ရှင်အမတို့ကဒီဝိညာဉ်သားကွာဖြစ်နေတာအမတို့ဒီပခုံးတောက်ကိုပိတ်ပလိုက်တယ်ပိတ်လိုက်တဲ့ effect ကိုဂျိုင်းကိုပို့တင်တယ်နော်အဲ့ဒါဆိုဘယ်လိုလုပ်မှလဲဆိုလို့ရှိရင် message အဲဘယ်လိုလုပ်မှလဲဆိုရင်အမတို့ဒီဂျိုင်းရဲ့တဝက်ပေါ့နော်ဘယ်နေရာလို့မဆိုလို့ဂျိုင်းရဲ့တဝက်ကိုအမတို့ line လေးတစ်ခုပေးထားလိုက်ဒီလိုပုံစံမျိုးလေးဒီမျိုးလေး line ပေးထားမယ်။ဒီရက်ခါပေးထားပြီးတဲ့ခါကျလို့ရှိလို့ရှိရင်အခုဂျိုင်းကိုပိတ်ပြီးပြီမလား။အခုဒါလေးကိုလည်း ညင်ထိတ်မှာဟထားတဲ့အဖြေလေးကိုလည်းမပြတ်စက်နိုင်ဘူး။နားလေနော်။ဒါဆိုဆိုက effect လေးဒီကိုပို့ထားလိုက်တာလေ။ပခုံးညှိလို့ရအောင်လို့လေ။အဲ့ဒါလေးကိုလည်းမဒီပြန်ပြီးတော့ပြန်ပို့လိုက်အောင်နော်။ပြန်ဖိတ်ထားလိုက်အောင်။အဲ့တော့အခုဒီပခုံးကအဖက်ကလေးကိုဒိုင်းတောက်ကလေးကိုပို့လိုက်မယ်။နော်ဒိုင်းတောက်ကလေးလောက်လိုက်မယ်ဆိုလို့ရှိရင်မအားတော့ဒီမှာခွဲချလိုက်မယ်။နော်ခွဲချလိုက်တယ်ဆိုလို့ရှိရင်ဒီမှာဒိုင်းတောက်ကလေးရအောင် Nah, kacamata, kacamata, malu kacamata, 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 ုံစံလေးရပါပြီရပါပြီဆိုတော့မှမတို့ကဒါလေးကိုတက်တက်ရဲလေးပြအောင်မာတာလေးလေးမျက်ထုတ်လိုက်အောင်မယ်ဒီပုံလေးရပါပြီရပါပြီဆိုတော့မှရပါပြီဆိုတော့မှမတို့ကအခုထောက်ချိုးမယ်ထောက်ချိုးတဲ့ခါကျလို့ရှိရင်ဒီတောက်ကိုထက်ချုပ်မယ်ပေါ့ထက်ချုပ်ဖို့အတွက်ကိုမတို့တောက်ချိုးမယ်ထောက်ချိုးတဲ့ခါကျရင်ဘယ်လိုချိုးမှလဲဆိုလို့ရှိရင်ဒီအပေါ်ကနေပြီးတော့အောက်ကိုချိုးထည့်လိုက်မှာမဟုတ်ဘူးเนาะတကယ်တမ်းချိုးလို့ရှိရင်ဆင်မတို့ကဒီအောက်လိုင်းလေးကနေပြီးတော့ဒီအောက်လိုင်းလေးเนาะ အောက်လိုင်းလေးကနေပြီးတော့ဒီအပေါ်ကိုချိုးပြီးတော့တက်သွားမှာနော်ပုံစံမျိုးလေးနောက်ဒီလိုပုံစံမျိုးလေးပြန်ပြီးတော့တက်လိုက်တဲ့ခါကျရင်ခင်ဗျာမူရင်ဒိုင်းဘောက်ကလေးပြန်ရရမလားအဲ့ခါကျတော့မမတို့ကအဲ့ဒါလေးကိုဒီလိုမျိုးချိုးထားတဲ့ပုံစံလေးအတိုင်းပါပဲမမတို့ဒီဘက်ကဒိုင်းဘောက်ကလေးပြန်ထောက်လိုက်မယ်နော်ဒိုင်းဘောက်ကလေးကိုအလိုက်တင်လေးဒီဘက်ကပြန်ထောက်လိုက်မယ်ထောက်လိုက်တဲ့ခါထွက်လာတဲ့အက်တက်တွေကိုမှပြန်ပြင်မှာနော် ဲ့ခါကျရင်ဒါလေးကိုဖြန့်ချာလိုက်ရင်ဟုတ်ပါပြီ။ Next ဒီပုံစံလေးဖြစ်သွားပြီ။ဖြစ်သွားတော့အမကဒါလေးကိုပြန်ဖြန့်ချလိုက်မယ်။ဟောဒေါက်ကလေးကဒီလိုပုံစံလေးထွက်လာပြီနော်။ဒါထက်ချုပ်ရမယ်ဒေါက်ကလေး။တကယ်တမ်းအမတို့အခုပကုံးဒေါက်ကိုဒီဂျိုင်းကိုပို့လိုက်တဲ့ထားနော်။အဲ့ဒါကိုအမတို့တကယ်တမ်းထက်ချုပ်မယ်ဆိုတော့ဒါလေးကိုအမတို့အကြောင်းလေးဖွဲ့ပြထားတယ်။ဒီရင်တံမျိုးလေးဒါထက်ချုပ်ရမယ်ဒေါက်ကလေးကို။တကယ်တမ်းအင်ကြီးတွေမှာ တောက်တွေကိုအခုမတို့ကဒီရင်ထိတ်ကနေပြီးတော့ဒီလိုဒီဆွဲထားတယ်ရင်ထိတ်တည်းရနေပြီးတော့ဒီလိုဆွဲထားတယ်ဒါတွေကိုတကယ်ထက်ချက်ထုတ်တော့မယ်ပေါ့နော်အကယ်၍မတို့ကဒီတောက်ကဖြောက်ပြစ်မယ်ဆိုလည်းဖြောက်လို့ရတယ်မဖြောက်ပြစ်ဘဲနဲ့ဒါကိုထက်ချက်ချင်တယ်ဆိုလို့ရှိရင်ဒီတောက်နဲ့ဒီတောက်ကိုထက်ချက်မယ်ဆိုလို့ရှိရင်မတို့ဒီရင်ထိတ်ကနေပြီးတော့အောက်ကို2.5လောက်ဖြောက်ပြရမယ်ဒီကနေဒီကို2.5နော်2.5အဲ့လိုပဲဒီကနေပြီးတော့ဒီအနောက်ကိုလည်းအဲ့လိုပဲ2.5လောက်ဖြောက်ပြရမယ်နော် 2.5အနောက်ခွာပြီးမှတမှုဆိုလို့ရှိရင်ဒီရင်ထိတ်မှလာပြီးတော့ချွန်းချွန်းရင်းဖြစ်နေမယ်လေဖြစ်ချွန်းချွန်းရင်းဖြစ်နေလဲဆိုရင်လောကမပလာဘူး။နောက်ရင်လေးကလုံးလုံးလေးလေလုံးလုံးလေးဆိုတော့ဒီလောက်လောက်ခွာထားမှကိုကဒီမှလာပြီးလုံးလုံးလေးပုံဖြစ်မှာမဟုတ်လို့ရှိလို့ရှိရင်မတို့အဲ့အတိုင်းဒီထိအောင်ဖက်ချုပ်လို့ရှိရင်အများကြီးညှို့ဆိုးတယ်နော်။အဲ့တော့ဒီကနေပြီးတော့ဒီထိကိုဒီမှာ2.5တော့တဲ့ကိုကြည့်ရင်ဒီကကိုလည်း2.5ခွာလိုက်တယ်ဒီနောက်လာမှာပေါ့။အဲ့လောက်လောက်မှာနော်အမှတ်ကလေးတွေပြေးလိုက်မယ်။ပြေးပြီးတော့မှမတို့ကညာလေးကို ဒီထိတ်ကလေးပြန်ခြုံလိုက်ပေါ့နော်ဒီတောက်ခြုံခြုံလေးနေရာမှာဒီနေရာမှာပြန်ပြီးတော့လေးခြုံလိုက်ဒီနေရာလေးမှာအဆုံးသက်တဲ့ဘောပေါ့နော်ဒီရက်ခါဒီဘက်ကိုလည်းဒီနေရာလေးနေပြန်ပြီးတော့ခြုံလိုက်ဒီနေရာနေပြီးတော့ပြန်ခြုံလိုက်ဒီလေးခြုံလိုက်ခြုံပြီးတော့အဲ့နာလေးမှာအဆုံးသက်ဒီမှာဆိုလို့ရှိရင်လည်းဒီနေရာလေးမှာအဆုံးသက်မှာပေါ့အဲ့မှာဆိုတော့မာရွာဒါလေးနဲ့ဒီထိတ်ကလေးနဲ့ဒီလေးပြန်ဖြတ်ဆွဲနော်ဒီရက်ခါဒီထိတ်ကလေးနဲ့ဒီလေးပြန်ဖြတ်ဆွဲလိုက်အဲ့တော့ထိတ်ခြုံမဲ့တောက်ကလေးကဒီနေရာလေးပေါ့ เนาะဒီနေရာလေးဟိုက software ဖြစ်နေ cellulite ပေါ်မှာမလို့ဒါမချင်းတာเนาะဒီလေဒီထည့်ချောရမယ်ဒေါက်တာဒီနေရာနေပြီးပြန်ချွန်းပြီးတော့ချုပ်လိုက်မယ်เนาะဒါမှညိုလေးလာဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဒါနော်ပုံတော့ကိုဂိုင်းဂိုင်းကိုပို့ပြလိုက်တဲ့ခါလေးရပါပြီเนาะဒီလိုပုံစံမျိုးလေးနဲ့ချုပ်ရင်လည်းရတယ်ဒါမှမဟုတ်လို့ရှိလို့ရှိရင်ဆက်ဆိုးဆိုးကမအားလို့ဒီပခုံးကိုပိတ်လိုက်တဲ့ effect တွေကဒီဂိုင်းကိုသွားပြီးတော့ဒီခါးတော့နဲ့ဂိုင်းတော့နဲ့နှုတ်ခုချုပ်တာပေါ့အဲ့လိုမှမဟုတ်ဘဲနဲ့ဒီဂိုင်းတော့ကိုမအားလို့က နောက်တနည်းပေါ့နော်အဒီဒိုင်းအောက်ဘေးကိုရွှေ့မယ်ဆိုလို့ရှိရင်လည်းရွှေ့လို့ရအဲ့ခါကျဘယ်လိုရွှေ့မလဲဆိုတော့အဲ့ဒါလေးပါထားရဲ့နော်ဟိုဒါဟိုတောက်ပစားနည်းလေးတောက်ပနာပစားနည်းလေးတွေမှပြပြပြီးဆိုတော့ဘယ်လိုရွှေ့မလဲဆိုတာမှထပ်ပြီးလုပ်ပြမယ်နော်ဆိုရင်ကို့လည်းအဲ့လိုပဲကိုရွှေ့ကျင်တဲ့လိုင်းလေးပေါ့နော်လိုင်းလေးတစ်လိုင်းပေးနိုင်ခက်ဆော့ဆော့လို့လည်းလိုင်းလေးတစ်လိုင်းပေးလိုက်ပြီးတော့အခုဘယ်လိုလေးဆွဲချလိုက်ဆွဲချလိုက်ပြဲဆွဲချပြီးလို့ရှိရင် ဖက်ချုံမယ်ဆိုတော့2.5ပေါ့။ပေါ့ပါမယ်။ညဒါတော့အဆုံးထိညံမယ်နော်။အဲ့တော့ခွာလိုက်တယ်။ပြည့်ခါကြရင်ဒါလေးကိုဖက်ချလိုက်မယ်။နော်ဒီ take လေးတောင်သွားမယ်နော်။ဒီကလေးညောင်းသွားမယ်ဖြတ်ချလိုက်မယ်။ဒီခါတိုင်းဒီထောက်ကလေးကိုအပေါ်အထောက်ကလေးပေးလိုက်မယ်။အပေါ်အထောက်ကိုပေးလိုက်ပြီ။ပေးလိုက်ပြီဆိုလို့ရှိရင်အဲ့ထောက်ကလေးရဲ့အဖက်ကအခုဈေးအောက်ကိုရောက်လာပြီနော်။ ဒါကိုမိတော့ခေါ်တာပေါ့နော်မိတော့လို့ခေါ်တယ်အဲ့တော့ဒါလေးကိုလည်းမားလို့ကဒါတောက်ကစားနည်းကြီးနော်တောက်ကစားနည်းကြီးတစ်ခါလည်းမပြင်နေတာနည်းဒါလေးကိုပြန်ပိတ်မယ်ကိုသာရောဆိုလိုတာကမတို့ဒီပခုံးတော့တချောင်းကနေပြီးတော့လိုအပ်တဲ့နေရာကိုတောက်တယ်စိတ်ကြိုက်ရွှေ့ပြင်လို့ရတယ် အဲ့ဒါကိုဟိုမှာလုပ်ပြနေတယ်နော်ဆိုတော့အခုဒီပကုံးတောက်ကိုငွေရင်းပကုံးတောက်ကတော့ပါအောင်ပါတယ်ဆွဲတဲ့ခါမှာထည့်ဆွဲရတယ်ပြီးတော့မှအိုက်တောက်ကိုဘယ်လိုရွှေ့မလဲနော်ဘယ်လိုရွှေ့မလဲဥပမာဒီလက်မောင်းတစ်ဝက်ဖက်ကိုရွှေ့မလားဂျာရဲ့အောက်ဖက်ကိုရွှေ့မလားဖီလိုတွေဆိုလို့ရှိရင်တခါလေစိအဖက်ကိုဒီဘိုက်တောက်စာပေါ့နော်ခါတောက်စာလေးကိုတခါလေသွားပေါင်းပြီးတော့ရွှေ့မလားစိုက်တယ်လို့ရွှေ့လို့ရတယ်နော်